်တင်ဆက်ပေးမယ့်သတင်းကတော့အာဂိလိုက်စားမှုကြောင့်ထိတ်တန့်စစ်ဘက်အရာရှိရှေ့ဦးကအရေးယူတဲ့သတင်းဖြစ်ပါတယ်။အခင်လိုက်စားမှုကျွလွန်ခဲ့ရလို့တွေ့ရှိခဲ့တာကြောင့်တရုတ်စစ်တပ်ရဲ့ထိတ်တန့်စစ်ဘက်အရာရှိရှေ့ဦးကိုယာဒူးကဖယ်ရှားပြီးတရားစွပ်စွမှုတွေလုံဆောင်လိုက်ပြီးဖြစ်ပါတယ်။တရုတ်ပြည်သူလူမျိုးရေးတပ်မတော်ရဲ့ဒုတိယကောင်ဆောင်ဖြစ်တဲ့ဟူဝေတောင်းနဲ့ထိတ်တန့်အရာရှိရှေ့ဦးကိုယာဒူးကဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ရာဒုခဖယ်ချခံခဲ့ရသူတွေမှာတရုတ်ပြည်သူလူမျိုးရေးတက်မတော်ရဲ့နိုင်ငံရေးဆိုင်ရာအမြင့်ဆုံးအရာရှိဖြစ်ခဲ့တဲ့တရုတ်ရေတပ်ဦးစီးချုပ်လည်းပါဝင်ခဲ့ပါတယ်။တရုတ်သမရာရှိချင်းပြဖော်ဆောင်နေတဲ့အာရုံလိုက်စားမှုတိုက်ဖြည့်ရေးအစီအစဉ်တွေရဲ့အစိပ်ပိုင်းတည်းရဲ့အနေနဲ့အခုလိုတရုတ်ပြည်သူလူမျိုးရေးတက်မတော်ရဲ့ထိတ်တဲရာရှိတွေကိုအရေးယူခဲ့တာဖြစ်ပါတယ်။ ရေးရခံရတဲ့စစ်ပတ်ထိတ်တန့်အရာရှိသူတွေဟာတရုတ်ကွန်မြူနီပါတီကချမှတ်ထားတဲ့စီကံတွေကိုချိုးဖောက်ခဲ့တဲ့အပြင်ယာရူးတောင်ဝင်းကိုအတုံးချပြီးယာစွေးမှုတွေကျူးလွန်ခဲ့တယ်လို့တွေ့ရှိခဲ့တယ်လို့တရုတ်ကွန်မြူနီပါတီကတင်ပြထုတ်ပြန်ခဲ့ပါတယ်ရှင်ဒီသတင်းကိုတော့ငင်းချောင်ကပြပို့လာတာပါ